ကဲအားလုံးပဲမင်္ဂလာပါအဲ့တော့ကျွန်တော်တို့ကအခုဆက်သွားမှာကနိုင်ငံသားတွေကြောင်းပြောမှာဖြစ်ပါတယ်အဲ့တော့နိုင်ငံတော်ဆိုတဲ့ခေါင်းစဉ်အောက်မှာနေသားအုပ်ချုပ်ဤလေးခုနိုင်ငံအဖြစ်ယက်တည်မှုဆိုတာကအားလုံးသိပြီးသွားပြီရှေ့မှာနေနေမိပိုင်းသားနိုင်ငံသူနိုင်ငံသားအုပ်ချုပ်တွေဖွဲ့စည်းเนาะအချုပ်ချာအားသားဆိုပြီးတော့အင်္ဂါရဲ့လေးခုပါတာပြောပြီးသွားပြီရှေ့မှာနေ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 မိဟောမြန်မာနိုင်ငံရဲ့နေမြေနဲ့တာရီတိုရီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြီးသွားပြီ အခုပြောမှာကနိုင်ငံသူနိုင်ငံသားတွေအကြောင်းကိုပြောပါဟုတ်ပြီ population လို့ခေါ်တဲ့လူဦးရေခေါ်မြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံသူနိုင်ငံသားတွေအဲ့တော့ကျတို့ကလူကတယောက်တည်းနေလို့မရဘူးဗျနှစ်ယောက်၃ယောက်ကျုံးမြန်မာနိုင်ငံမှာဆို52တန်းရှိတယ်ဟာ52တန်းကျော်ရှိတာပေါ့နော်အဲ့တော့လူကတယောက်တည်းထီးကြံပြီးတော့နေလို့မရပါဘူးဟုတ်ပြီအဲ့တော့လူတွေစုဖွဲ့ပြီးတော့နိုင်ငံတစ်ခုအဖြစ်ရှိလာပြီဆိုလို့ရှိရင် အဲလူမွေးစံနှုန်း၄ခုရှိရတယ်နိုင်ငံတော်တစ်ခုရဲ့အောက်မှာလူမွေးစံနှုန်း၄ခုရှိရပါတယ်တဲ့အဲ့ဒီလူမွေးစံနှုန်း၄ခုကဘာတွေလဲလုံခြုံမှုရှိရေး security လွတ်လပ်ခွင့်ရှိရေး freedom တရားမျှတမှုရှိရေး justice welfare လို့ခေါ်တဲ့လူမွေးစံရတွေမှာ အခွင့်အလမ်းတွေရစေဖို့ကောင်းကျိုးဒုက္ခတွေရစေဖို့ဒီလိုလူမွေးစံနှုန်း၄ခုရှိရပါတယ်တဲ့ နိုင်ငံတနိုင်ငံဒီစားနေရမှာဒီလူမွေးစံနှုန်းလေးခုမရှိဘူးဆိုလို့ရှိရင်အဲ့ဒီနိုင်ငံအဆင်မပြေဘူးပေါ့လေအဆင်မကောင်းဘူးပေါ့လေနော်အဲ့တော့နိုင်ငံတော်တစ်ခုတည်ဆောက်တဲ့နေရမှာအဲ့ဒီ security တို့ freedom တို့ justice တို့ welfare တို့ဒါတွေကိုရှိအောင်လို့နိုင်ငံတော်အစိုးရလုပ်ပေးရမယ်တဲ့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကအဲ့ဒီမှာလူသားတွေပြောလူသားတွေအပိုင်းနိုင်ငံသူနိုင်ငံသားတွေအပိုင်းကိုပြောတဲ့အခါကျတော့အဲ့ဒီနိုင်ငံသူနိုင်ငံသားတွေကအဲ့ကျွန်တော်တို့က အစိုးရကိုဖွဲ့ရမှာမလားပြီးွားချင်း government အကြောင်းပြောပါနော်အဲ့တော့ government လို့ခေါ်တဲ့အစိုးရကိုတင်ရမှာမလားအဲ့တော့အစိုးရကိုတင်ရမှာဆိုတော့ဖြစ်စလက်ကအစိုးရတွေပေါ်လာတော့မဖြစ်ဘူးအရေးချင်းရှိတဲ့အစိုးရတွေပေါ်လာဖို့လိုအပ်တယ်ဗျနော်အဲ့တော့အစိုးရကောင်တွေကပေါ်ဖို့ကနိုင်ငံသူနိုင်ငံသားတွေကရွေးတာဒါဆိုလို့ရှိရင်နိုင်ငံသူနိုင်ငံသားအပကြောင်းကျွန်တော်ပြောတာနော်အခုကနိုင်ငံသူနိုင်ငံသားတွေမှာတဲ့ပါဝါနှစ်ခုရှိရပါသေးတယ်တဲ့ tangible power နဲ့ intangible power တဲ့နိုင်ငံတကာနိုင်ငံတိုးတက်စေဖို့ tangible power လည်းပဲကောင်းရသလို intangible power လည်းကောင်းရပါတယ်တဲ့အဲ့တော့ tangible power ဆိုတာဘာပြောတာလဲဆိုတော့ကလူအရေအတွက်များတာကိုပြောတာကျွန်တော်မြန်မာနိုင်ငံမှာ2014သကောင်စင်းရမြန်မာနိုင်ငံသား52တန်းနဲ့5သိန်းရှိတယ်2024သကောင်စင်းမှာ52တန်းနဲ့3သိန်းပဲရှိတယ်လူဦးရေနည်းသွားတယ် ဒါဆိုလို့ရှိရင်တန်ကြီးပဲပါပါလို့ခေါ်တဲ့လူအကြီးအတွက်ကနေသွားတယ်။ဟုတ်ပြီ။အဲ့ဒီတန်ကြီးပဲပါပါလဲမြောင်းအောင်ကြိုးစားရမှာဖြစ်တယ်လို့အင်တန်ကြီးပဲပါပါလို့ခေါ်တဲ့ထီးရွေကိုင်းပဲပြလို့မြရတဲ့စွမ်းပကဘာတွေလဲစစောက50တန်းလုံးကဘာဖြစ်လဲအရေးချင်းရှိတဲ့တော်ရက်တက်တဲ့နိုင်ငံတော်ကိုတကယ်အလုပ်ကျွေးပြုနိုင်တဲ့ပညာတတ်တွေ educate and wisdom ရှိတဲ့ နိုင်ငံသူနိုင်ငံသားတွေဖြစ်အောင်ကြိုးစားရမယ်။အဲ့ဒီလို intangible power တွေများမှအဆင်ပြေလိမ့်မယ်။အဲ့တော့သူကဒီမှာ population ဆိုတဲ့ခေါင်းစဉ်အောက်မှာနိုင်ငံတကာနိုင်ငံမှာရှိတဲ့နိုင်ငံသားအရေးအတွက်များယုံနေမရပါဘူးတဲ့။နော်။အဲ့ဒီနိုင်ငံသားတွေက intangible power လို့ခေါ်တဲ့အရေးချင်းနေပညာတွေလဲ wisdom အဆင့်ထိရောက်တက်မှသာလင်းနိုင်ငံတကာနိုင်ငံက တိုးတက်မှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုသူကကျွန်တော်ဒီနိုင်ငံရေးသိပ္ပံအကြောင်းထဲမှာတည်တည်ကြာကြာလေ့ကျင့်သင်ကြားပေးထားပါတယ်။ကဲဒါဆိုလို့ရှိရင်နိုင်ငံသူနိုင်ငံသားတွေအကြောင်းကိုနားလည်မယ်လို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။မဟာဗမာကျင်းကျော်လေးဖြစ်ပါတယ်။